Um, peace will only come to Burma when the people of that country are allowed to. To drive their own future without the interference of their big neighbor, China, and without the military creating the, the enabling environment for conflict that they have created since um, independence in that country for the past 80 years. So it is imperative that the military be driven out of power. That there is no other way. And the people are doing it themselves. This is a DIY revolution. They get no support from anybody, but they're fighting and they're, you know, they're they're winning without any help from us or anybody else. And so the, we we should stop helping their adversaries as a at a minimum. Like let's just stop helping their adversaries. And they can they can do this and then let them have the political space to solve their own problems. အစင်ခေါ်ပါလေဒီမှာတော့တတ်မလို့ပါအမှန်တရားကိုရင်ဆိုင်လိုက်ပါရင်ဆိုင်ပြီးတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူလူထုအတွက်အကောင်းဆုံးဖြစ်အောင်လို့ဥပဒေဘောင်တွင်းကလွတ်တော်အတွင်းကနေပြီးတော့ကျောင်းတော်ရပြင်ဆင်သွားမယ်ကျောင်းတော်ရဟာအာနာမက်မောလို့အထူးအခွင့်ရမောမောလို့နေရာမက်မောလို့လုပ်နေတာမဟုတ်ဘူးဆိုတော့တက်တင်ထူလိုက်ပါလို့ကျွန်မတိုက်တွန်းချင်ပါတယ် ။ဒီအပြင်ပြောရင်လည်းစိန်ခေါ်မှုလို့လည်းပြောလို့ရပါတယ်။ကျောစိန်ခေါ်ပါတယ်။ကဲ၊နော်တိုင်ကဂျန်နီကနေအားလုံးမင်္ဂလာပါ။ဒီကျွန်တော်တင်ဆက်မယ့်ဒီနေ့ကတော့နွေးမွေရဲ့ video file ပဲဖြစ်တယ်။အတူတကွနားဆင်ကြရအောင်။ဒီနေ့ကတော့ပထမဦးဆုံးချစ်ရတဲ့ PDF ရဲ့အောင်မြင်ခြင်းတစ်ခုနဲ့အရင်စချင်တယ်အားပါလေဆိုတော့မနေ့ကနိုဝင်ဘာလ22ရက်နေ့ညနေပိုင်း9:00နာရီလောက်မှာမြိုင်ပကဖ ပောက်ပကဖနဲ့ MGY တို့ပူပေါင်းပြီးတော့စစ်ခွေးတွေကိုတိုက်နေတဲ့အချိန်မှာစစ်ခွေးတွေဘက်ကနေမှပါရာမော်တာနစီးနဲ့စစ်ကူလာပေးတာအကိုတော်လာရဲတွေဘက်ကနေမှပါရာမော်တာတစီးကို ပြစ်ချနိုင်ခဲ့တယ်ဒါဟာကျတော့တော်လာရဲတွေဘယ်သူစီကမှတင်ယူတာမဟုတ်ဘူးနော်ဘယ်ကတင်ယူတယ်လေဆိုတော့နင်းတို့ကိုမုန်းတဲ့စိတ်ကနေမှတင်ယူတာဖြစ်တယ် ဘယ်သူကမှရုရှားကိုသွားတင်နေဆရာမလို့ဘူးတရုတ်ပြည်ကိုသွားတင်နေဆရာမလို့ဘူးစစ်ခွေးတွေကိုမုန်းတဲ့စိတ်ကနေမှတင်ယူတဲ့ပညာနဲ့နင်တို့စစ်ခွေးတွေကိုဆော်နေတယ်ဆိုတာကိုမမဲ့နဲ့နော်အနေနဲ့အရရမှရှိနေတော့တော်လန်ရဲ့ပြည်သူတွေတော်လန်ရဲ့မိသားစုတွေအရောက်စီတိုင်းအညာမှာရှိနေတော့ PDF တွေကိုတတ်နိုင်တဲ့လောက်ထောက်ပံ့ပေးဖို့ရတော့လေလုံးဝမမေ့ကြပါနဲ့ တပြိုင်တည်းမှာပဲထွက်ပေါက်မပေးနဲ့နော်မမင်းနဲ့အခုကျတို့နောက်သတင်းတပုတ်နေနေတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော်နိုဝင်ဘာလ23ရက်နေ့မှာဒီထိုင်းနိုင်ငံသမုတ်ပကံမှာဒရိုက်တာကိုပေါက်ရိုက်ကူးထားတယ်ပြီးရင်မင်းမော်ကွန်အပါဝင်တခြားသောဒီအကြမ်းဖက် PDF တွေတရုတ်ဆောင်ထားတဲ့ပြုံးပြုံးလေးဆိုတဲ့စကားကိုယုံတင်မယ်ဆိုပြီးတော့ကြော်ညာကြတယ် အဲသူတို့လူမှုကွန်ရက်တင်းနေအရာတော့အိပ်ပြုံးလေးထားအောင်ဆိုချင်းမိုင်မှာမဲဆောင်မှာတော့သူတို့ဒီဂျုံတင်ပြီးသွားပြီဆိုပြီးတော့သူတို့ရဲ့လူမှုကွန်ရက်တင်းနေအရာသိရတယ်ပေါ့နော်ဒီလာမယ့်နိုဝင်ဘာလ23ရက်နေ့မှာတော့ထန်းနိုင်ငံစမှုပကံမှာဒီကောက်ကိုဂျုံတင်မယ်အခုလက်မှတ်တီတောင်သူတို့ချောင်းနေကြပြီလို့သိရတယ်ပေါ့နော်အဲဒါလေးတက်လာတယ်အဲ့တော့ information team မှာလည်းကျွန်တော်ဝင်ပြီးတော့မေးခဲ့လိုက်ပါတယ်အချမ်းဖတ်သမားတွေကိုထောက်ပို့ဖို့အတွက်ထောက်ပံ့ဖို့ရအတွက်ဇာကားတွေဒီမှာဂျုံတင်နေရဲ့အဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရောတပ်မှန်ရေးရအနေနဲ့ရောထိုင်းနိုင်ငံကို အတီးပေးတာတွေအချောင်းချစာတွေလုတ်ဖို့အစီအစဉ်ရှိလားမရှိဘူးလားပေါ့ကျွန်မအဲ့ဒါလေးတော်မိထားတယ် information team မှာအခုချိန်ထိတော့မဖြေသေးဘူးထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာရိုက်တာဘယ်လောက်မကောင်းလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံတည်းကလက်နက်ကိုင်တောင်းကျမ်းသူတွေကိုသူတို့နိုင်ငံထဲမှာအေးအေးဆေးဆေးလွတ်လပ်လပ်သွားလာနေထိုင်ခွင့်ပေးထားတယ်အဲ့ဒါနဲ့တောင်းကျမ်းသူတွေရဲ့ပိုင်ဆိုင်မှုတွေထိုင်းနိုင်ငံမှာအေးအေးဆေးဆေးလက်ခံထားရှိထားတယ် ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့အစိုးရကတတော်လာပုံကံမဲ့သူတွေအကုန်လုံးထိုင်းနိုင်ငံမဲဆောက်ကနေပြီးတော့ဟိုချင်းမန်ကိုရောက်အောင်ထိုင်းနိုင်ငံကအတောင်ရှိတဲ့ပုံကိုကိုယ်တိုင်သူကကားနဲ့ကယ်ရီရိုက်ပေးရမဲဆောက်ကနေပြီးတော့ချင်းမန်ဒီဘတ်ဘလောက်ဆိုပြီးတော့တကယ်ရိုက်ပြီးပို့ပေးရပေါ့နော်စီရီယံလူတဲ့သူတွေပြီးရင်နောက်ထပ်တနိုင်ငံကိုထပ်ပြီးတော့ဒါ refugee အနေနဲ့ရှောက်ထားမဲ့သူတွေအမေရိကသွားမဲ့သူတွေအော်စီသွားမဲ့သူတွေအဲ့အကုန်လုံးသူကတခါတည်းကလေးရပြီးပို့ပေးရချင်းမန်ကိုအလုံးလာဆိုပြီးချင်းမန်ဒီမှာတစင်းနောက်ထပ်နိုင်ငံနိုင်ငံတွေတတိယနိုင်ငံတွေကိုသွားပေါ့အဲ့လိုမျိုးလုပ်ပေးရ ပြီးရင်တောင်းကျမ်းသူတွေတင်လက်ခံတာပေါ့အဲတောင်းကျမ်းသူတွေကိုဆက်ပြီးတော့ရှင်းသန်းနိုင်အောင်လို့အဲတောင်းကျမ်းသူတွေရမွေးရှာတာတွေနဲ့ပတ်သက်ပြီးတော့ကူညီအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပေးတော့မှာအဲ့တော့ထိုင်းနိုင်ငံကလူတွေကိုကျွန်မမေးချင်တယ်ပေါ့ကျွန်မကနားလည်လဲမလဲလဲသိရသူတွေဒီဗီဒီယိုဖိုင်ကိုပပြပြီးတော့ဘာသာပြန်ပေးလိုက်ကြဗျာကျွန်တော်တို့ထိုင်းဘရင်တက်မတော့ကိုတော်လံပုံကံမဲ့သူတွေကိုကျွန်တော်မြန်မာနိုင်ငံမှာနင်းပါကျွန်တော်တို့ခေါ်ထားမယ်ခေါ်ပြီး comment ပေးခိုင်းမယ်အဲ့မှာပုံကံမဲ့သူတွေမိဒီကနေ့ comment ပေးဒီကနေ့ပြ control လုပ်ဒီမှာစင်မြန်အစိုးရဖွဲ့ထိုင်းအစိုးရကိုပုံကံခိုင်းစတဲ့ရပြခိုင်း ါတို့ဘာနိုင်ငံမှာအေးစိတ်နေဆိုပြီးကျွန်တော်တို့အဲ့လိုခေါ်ထားပေးမယ်ရမလားအဲ့စကားကိုကျွန်တော်တို့မေးချင်တယ်ဆိုတော့အခုဒီဗီဒီယိုကို reaction မလုပ်ခင်မှာတစင်ဦးကိုကျေးဇူးတင်ချင်တယ်။ကျတော့ရဲ့ဒီပြုံးပြုံးလေးဇက်ကားကိုဘယ်နားမှာပြမလဲဆိုတော့ကိုဘောမာဒီစီမှာဒီလိုမျိုးကြေညာပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ဆိုတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ဘောမာဒီပဲဖြစ်ဖြစ်မြန်မာနိုင်ငံကထိုင်းနိုင်ငံကိုတွားကြည့်မဲ့ဘောမာဒီပဲဖြစ်ဖြစ်နိုင်ငံတကာမှာရောက်နေတော့ဘောမာဒီပဲဖြစ်ဖြစ် ထိုင်းနိုင်ငံမှာ လာကြည့်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုအားလုံးကိုဖိတ်ခေါ်ပါတယ်။ကျညာပေးတဲ့အတွက်ကြောင့်လည်းဒဇေဦးကိုကျေးဇူးတင်တယ်။ကျညာခတ်လို့ချင်တယ်ဆိုလို့ရှိရင်လည်းပေးမယ်ဆိုတဲ့အကြောင်းဗတ်မဦးဆုံးပြောချင်တယ်နော်။ဆိုတော့အခုဒီထဲမှာဒဇေဦးကကျွန်တော်တော်လာရဲတွေရုပ်ရှင်ကိုဒီလိုမျိုးနော်တရေဝင်ပြနိုင်တာကိုမနာလိုနေတာ။ဘာကြောင့်လဲဆိုတော့အားလုံးသိတယ်လွန်ခဲ့တဲ့အချိန်မှာနေဝင်းရဲ့ဇက်ကထိုင်းနိုင်ငံကိုလာပြတယ်ဘသူကြည့်တယ်လဲဘသူမှမကြည့်ဘူးပြုတ်သွားခဲ့တယ်။ ဒီနေ့ကျွန်တော်တို့တော်လာရဲတွေရုပ်ရှင်ဆက်ကဟာနေရတကမှာကျွန်တော်တို့ပြလို့ရတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံရဲ့အစိုးရလို့ခေါ်တော့ဒီအစိုးရကိုထောက်ခံတဲ့ဘောမတွေကိုကြည့်အောင်နိုင်ငံတကာလိုလိုမှာလည်းဘောမရှိတယ်ဘေးနိုင်ငံကဘောမတွေများငါတို့ကစစ်ခွေးကိုထောက်ခံပါတယ်လို့ပြောရတဲ့သူတွေရှိသလားမရှိဘူးမြန်မာနိုင်ငံမှာပဲတခိုးလိုချဘိုးလိုသွားတာမဟုတ်ဘူးသူများနိုင်ငံမှာလည်းတခိုးလိုချဘိုးလိုသွားနေကြတယ် ဆိုတော့ဒီနေ့ကျမတို့တော်လာရဲတွေကအခုပြုံးပြုံးလေးစကားကိုပြမယ်အားလုံးတရေဝင်អော်ကြတယ်လာကြည့်ကြပါဘယ်မှာပြမယ်အဲ့ပြတဲ့နေရာမှာအားလုံးကတော်လာရဲတွေအများဆုံးတွားကြည့်ကြမှာပဲနင်တို့ဘာလုပ်နိုင်တယ်လားဘာမှမလုပ်နိုင်ဘူးမဟုတ်လားအခုအထိုင်းမှာအစိုးရမဟုတ်သေးတော့အစိုးရဒီကအခုထိုင်းနိုင်ငံမှာတန်ယုံမဖွင့်သေးဘူးဒါပေမဲ့နင်တို့ခွေးတွေတန်ယုံရှိတယ်ဘာလုပ်နိုင်တယ်လဲဘာမှမလုပ်နိုင်ဘူးမဟုတ်လားဆိုတော့ဒီနေ့ ထိုင်းနိုင်ငံကို သူပါပြောလာဒီလိုမျိုးစစ်ခွေးတွေကိုတော်လာနေတဲ့တဘုံတွေကို ထိုင်းတွေကဒီလိုမျိုးလွတ်လွတ်လပ်လပ်နေခွင့်ပြပေးတယ်ရုပ်ရှင်တွေပြခွင့်ပေးတယ်ဆိုတော့နင်းတို့ကိုလည်းပဲထိုင်းဆိုရကိုပုံကန်တဲ့သူတွေကိုမြန်မာနိုင်ငံမှာထားမယ်မြန်မာနိုင်ငံကထိုင်းနိုင်ငံအစိုးရတွေကိုပုံကန်မဲ့သူတွေကို control လုပ်ခိုင်းမယ်ဒီဆိုလို့ရှိရင်နင်းတို့ဆင်ပြေမလားလို့မေးတယ် နင့်တို့မှာအရေးအချင်းရှိတယ်ဆိုလို့ရှိရင်ဒီလိုမျိုးဟောင်းနေမှာမဟုတ်ဘူး။ထိုင်းပြည်သူလူထုတွေရဲ့စကားတန်ကိုထိုင်းအစိုးရတွေနားထောင်ပေးတယ်လို့ထိုင်းအစိုးရတွေလှုပ်စေချင်တဲ့အတိုင်းနဲ့ထိုင်းပြည်သူလူထုတွေလှုပ်ကြတယ်။ဒီနေ့နင့်တို့စစ်ခွေးတွေကတစ်အချက်အစိုးရမဟုတ်ဘူး။အစိုးရမဟုတ်ဘဲနဲ့အစိုးရဖြစ်ချင်တာတောင်မှငါအစိုးရဖြစ်ချင်တယ်ငါ့ကိုထောက်ခံကြပါစေဆိုတဲ့ပုံစံနဲ့တောင်နင့်တို့ဒီနေ့ပြည်သူတွေကို ချိုချိုတာတာနဲ့စကားပြောလာနင်းတို့အတန်းကြီးနဲ့ပဲကိုင်းတွေ့တယ်မဟုတ်လားနင်းတို့ကပြည်သူတွေရဲ့စကားကိုနင်းတို့နားမထောင်တလို့နင်းတို့ကလည်းဘဲပြည်သူမှနင်းတို့မကြိုက်ဘူးဆိုတော့အခုထိုင်းအစိုးရတွေကိုပုံကမဲ့သူတွေကိုမြန်မာနိုင်ငံမှာထားမယ်စီးပွားရေးလောက်ခိုင်းမယ်ဘာနေလဲတုံးခိုင်းမယ်အဆင်ပြေမလားလို့ပြောတဲ့ခါမှာနင်းတို့မှဒီလိုမျိုးလုံမဲ့အရေချင်းရှိကြသလားဝါမရှိဘဲနဲ့ဝိလို့လို့မရဘူးနင်းတို့ရဲ့အဆင်ကဘောမှအဆင်ပဲရှိတာ ထိုင်းနိုင်ငံကိုသွားလို့ရှိရင်လည်းငါတို့ရဲ့ရွေးကောက်ပွဲကိုထောက်ခံပေးပါဆိုတော့တရောင်းစားလို့သွားပြောမယ်အဆင့်ကလွဲရင်နင့်တို့စစ်ခွေးရဲ့အဆင့်ကဘာရှိတယ်လဲထိုင်းနိုင်ငံကလူတွေနင့်တို့ကိုအကူအညီတောင်းတာတခုရှိခဲ့ဖူးတလားငါတို့ကတော့မြန်မာနိုင်ငံကကူညီပေးပါဒီလိုမျိုးကူညီတာကိုလိုချင်တယ်လို့ထိုင်းနေပြောခဲ့ဖူးတာရှိတလားလူဆိုတာလေကိုယ်နှာခေါင်းနဲ့အသက်ဝဝရှူနိုင်မှသူများကိုဩဇာညောင်းတာ ကိုနှကောင်းနဲ့ကိုတောင်အသက်မရှူနိုင်ဘူးဟိုဘက်ကဘောသွားဆဲလိုက်ဒီဘက်ရဲ့ဘောကိုပါဇက်နဲ့တောင်းငုံဆဲပေးလိုက်တဲ့လုံနေတဲ့ခွေးတွေကသူ့များကို challenge လုပ်ပေးတာမချက်ဘူးလားသစင်ဦးထိုင်းနိုင်ငံမှာဒီနဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိတယ်ထိုင်းတွေတိတာဗောဒီနဲ့နင်းတို့ခွေးတွေရဲ့စကားကိုဘယ်သူမှနားထောင်မှာမဟုတ်ဘူးနင်းမဲကွန်းထုတ်ရင်လဲကယူဝဆိုင်နေမှာမဟုတ်ဘူးထိုင်းအစိုးရဒီနဲ့ထိုင်းပြည်သူတွေအဆင်ပြေနေကြတယ် နင်တို့လိုမျိုးတခိုးကြဘိုးတွေမဟုတ်ဘူးဆိုတာကိုနင်တို့ခွေးတွေတီးဖို့လိုအပ်တယ်။ဘာကြောင့်ဒီနေ့ကျွားတို့တော်လန်ရဲတွေထိုင်းမှာလွတ်လွတ်လပ်လပ်နေနိုင်တယ်လဲ။တော်လန်ရဲတွေတမာတရားဘက်ကို ရက်ပြီးတော့စစ်ခွေးတွေကိုတော်လန်နေတယ်ဆိုတာထိုင်းတွေတီးလို့ဖြစ်တယ်။ပြီးလို့ရှိရင်အခုဒီထဲမှာတစင်ဦးပြောသွားတာကအခုဒီထိုင်းအစိုးရဒီကအရင်တော့ကဒီ CDM လုတ်ခဲ့တဲ့တူဒီကိုသူတို့ကိုယ်တိုင်ကားနဲ့ခေါ်တယ်ပြီးလို့ရှိရင်သူတို့ကိုယ်တိုင်တတ်တရားနိုင်ငံကိုပို့ပေးတယ်လို့ပြောတယ် ီလိုပဲစစ်ခွေးတွေကဘ ᱹ ကိုရန်တူအနေနဲ့လုတ်ပြီးတော့အုံပြန်နေတယ်လေဆိုတာကိုထိုင်းတွေသိနေတာဒါကြောင့်မို့သူတို့ကိုယ်တိုင်ပဲထိုင်းအစိုးရတွေပဲတော်လန်ရဲတွေကိုကူညီနေတာလေတကယ်လို့သာထိုင်းတွေကနင်းတို့စစ်ခွေးတွေမတ်နဲ့ကျတို့တော်လန်ရဲတွေကတပုံနေဖြစ်တယ်ဆိုလို့ရှိရင်ထိုင်းနယ်စပ်တွေကိုကြက်ကြက်တီးတီးလုပ်မယ်ထိုင်းမှာနေတော့တော်လန်ရဲတွေကိုအကုန်မောင်းထုတ်လိုက်မယ်ဒီလိုမျိုးကျတို့လွတ်လွတ်လပ်လပ်နဲ့ရုပ်ရှင်တွေပြလို့ရမလားနှစ်ထင်ရှိရင်စဉ်းစားပါလို့ပဲပြောချင်တယ်နော် ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုတ်အနေနဲ့လေဗီဒီယိုတစ်ပုတ်ကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်တို့ထိုင်းအနေနဲ့ကတော့သူ့နိုင်ငံထဲမှာတော့ KNU တို့ဘာတို့ကိုအခြေချဝင်ပြုထားတာရှိတယ်။လက်ရှိအနေထားမှာတရုတ်နိုင်ငံကဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊လက်မဆက်သွယ်ရေးလုပ်ငန်းတွေ၊ညှိနှိုင်းလုပ်ငန်းတွေမှာတရုတ်နိုင်ငံကမြန်မာအစိုးရနဲ့ပါဝင်ကူညီမယ်ဆိုတဲ့နားလည်မှုသဘောတူညီချက်ရပြီးနောက်ပိုင်းမှာတရုတ်နိုင်ငံထိတဲ့ဝင်ဆောင်ရွက်လာတာတွေ့ရတယ်။တရုတ်အစိုးရနဲ့မြန်မာအစိုးရကြားမှာမြန်မာနိုင်ငံပြန်လည်ငြိမ်းချမ်းမှုအတွက်လောက်ကန်နေတဲ့ခြေလှမ်းတွေကိုပြည်သူလူထုတွေလည်းမြေအောင်ကြည့်သင့်တယ်လို့ တစ်ဖက်မှာရှိနေတဲ့အကြဖက်လမ်းစဉ်ကိုရွေးသွားတဲ့အဲ့နိုင်ငံရေးသမားပါဆိုသူတွေလည်းမြင်အောင်ကြည့်တယ်တစ်ဖက်မှာရှိနေတဲ့လက်နက်ကင်ထားတဲ့နိုင်ငံရေးသမားပါဆိုတဲ့အုပ်စုတွေကဒီ online ကနေပြီးတော့ဟုတ်လားနှစ်ဖက်ပြည်သူတွေပေါ့နော်ပြည်တွင်းမှာရှိနေတဲ့ပြည်သူတွေရောနိုင်ငံခြားမှာရှိနေတဲ့ပြည်သူတွေရောပုံတံအမျိုးမျိုးနဲ့ကောလာဟာရတွေထုတ်ပြီးတော့24နာရီပျော်ရွှင်လို့ရတဲ့တည်င်းနေနဲ့တိုင်းပြည်ကိုပုံဖြတ်နေတာအများကြီးရှိတယ် internet networking ကအရန်ကောင်းတယ်လူတိုင်းမှာ smartphone တွေရှိနေတယ်သူတို့ရှိမှကြတော့လဲ subscriber တွေအရန်များတယ် ဆိုအဲ့လိုအခြေအနေမျိုးမှာဆိုသူတို့ပြောသမျှကိုကျန်တဲ့လူတွေကလည်းဟုန်နှုတ်ဟုန်နှုတ်ယုံကုန်တယ်ယုံပြီးတော့ပေါက်ကြရတွေရှောက်လို့တယ်ပေါက်ကြရတွေဖြစ်ကုန်တယ်ပေါက်ကြရတွေကနိုင်ငံတော်ကတော့မဖြစ်ဘူးသူတို့အဲ့ပေါက်ကြရလုပ်တဲ့လူတွေပဲပေါက်ကြရတွေဖြစ်ကုန်တာလက်ရှိကိုမျက်စိရှိမှမြင်နေရတဲ့အရာကြီးကိုတော့သူတို့အနေနဲ့တန်တရားတွေရှိပြီးမယုံကြည်တာတွေဖြစ်လာ2021 22 23လောက်မှာတက်မတော်ဟာမြန်မာနိုင်ငံထဲမှာရှိတဲ့နေမီတော်များများကိုဆုံးရှုံးခဲ့ရတယ်။ဒါညင်လို့မရဘူး။ဒါအမှန်တရားပဲ။23တဝက်ရဲ့24 25ရဲ့တက်မတော်ကနေမီ အတော်များများကိုပြန်လဲသိမ့်ပိုက်နိုင်လာတယ်အချိန်တို့အတွင်းမှာတချို့နေရာတွေကိုစစ်ဆင်ညင်နိုင်ပြီးသိမ့်ပိုက်တယ်တချို့နေရာတွေကိုတော့ပြန်တိုက်ယူပြီးသိမ့်ပိုက်လာတယ်အဲ့လိုပဲနိုင်ငံကဆက်ဆံရေးမှာဆိုလို့ရှိရင်လည်းအာဆီယံတို့ကုလသမဂ္ဂတို့ဂယုမဆိုင်ပဲနဲ့နေနိုင်တဲ့အဆင့်လောက်ရောက်အောင်ကိုနိုင်ငံကဆက်ဆံရေးကိုပြန်လဲတိဆောက်လာနိုင်တယ်ကြီးတဲ့အမြင်နဲ့ပေါ့ဗျအရှိတော်အရှာအသိကြီးကဟိုနောက်အုပ်စုရဲ့လက်ဝေကံအသိပုံစံအနေနဲ့ယက်တီလာနေပြီးတော့မြန်မာနိုင်ငံကိုအရှိတော်အရှာအသိကြီးက အတင်းကြီးမှချမှတ်ထားတဲ့ပထဉ္ဉံမူတွေကိုစန့်ညင်ပြီးတော့မြန်မာအစိုးရနဲ့ဆက်ဆံတဲ့အခါမှာလိုင်လုံးညီတွေဖြစ်အောင်ပြန်ဆက်ဆံလာရတယ်။လက်ရှိအနေအထားမှာလည်းအာဆီယံအတင်းကမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ negative side ဆောင်တဲ့ comment ဘာမှဒီချိန်ထိပြောထားတာမရှိဘူး။လက်ရှိဒေတာတွေမှာရှိနေတဲ့နိုင်ငံတွေကလည်းမြန်မာနိုင်ငံမှာရှိနေတဲ့ဒီလက်နက်ကင်ပြိပခါတွေကိုတနည်းနည်းနဲ့ဖြည့်ရှင်းရတော့မယ်ဆိုတာကိုကျွန်တော်တို့မြန်မာနိုင်ငံပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံကြီးတွေကခေါင်းဆောင်နိုင်ငံကသိတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အဝေးမှာရှိနေတဲ့အမေရိကန်လိုနိုင်ငံမျိုးက မြန်မာပြည်ငြိမ်းချမ်းအောင်မလို့ရင်မလို့ရင်ဆိုတော့လေ तू ဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စစ်မှန်တဲ့အခြေခံကြတဲ့မြေပြင်အချက်အလက်တွေကိုသိထားလို့မဟုတ်ဥပမာဇင်မာအောင်လိုလူမျိုးမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အချက်အလက်အမှားတွေကိုအဲ့အစိုးရတွေရှိပို့နေလို့ဆိုတော့အခုဒီထဲမှာဟိုကေနဲ့ကောင်လဲထိုင်းတွေကိုအပြစ်ပြောသွားတယ်ထိုင်းတွေက KNU တွေကိုတရားဝင်နေထိုင်ခွင့်ပေးပေမဲ့တရုတ်တွေကအဲ့လိုမျိုးမဟုတ်ဘူးမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနော်လမ်းပန်းဆက်သွယ်ရေးတွေနဲ့အတူ မြန်မာနိုင်ငံငြိမ်းချမ်းဖို့ရာအတွက်စစ်ခွေးတွေနဲ့လက်တွဲပြီးတော့ထဲထဲဝုံဝပိုင်ဝလာခဲ့တယ်ဒါကိုမြန်မာနိုင်ငံမှာရှိတဲ့သူတွေပဲဖြစ်ဖြစ်နော်ဒီနေ့ကျွန်တော်တော်လိုင်းရဲတွေပဲဖြစ်ဖြစ်မြင်နိုင်အောင်ကြည့်ရမယ်ပြီးတော့ဒီနေ့ကျွန်တော်တော်လိုင်းရဲတွေကတော့နိုင်ငံသားမှနေပြီးမှပြည်သူပြပမှာရှိနေတဲ့ပြည်သူတွေကို20နှစ်လာကြီးပဲအပျော်အနေနဲ့တည်င်းတွေကိုမဟုတ်မမှန်တွေကိုတင်ပေးလိုက်တယ်။ဒါကိုပြည်သူတွေကနေမှ နားယောင်ပြီးတော့ မျက်စီထဲမှာစစ်ခွေးတွေဘာလုံနေတလေဆိုတော့ကိုမင်းသားတော်မှတန်ရဖြစ်နေတယ်အခုဒီအရှိတောင်အရှာဒီကအရင်တော့နိုင်ငံသားတွေရဲ့လက်ဝယ်မှာရှိတယ်ဒါပေမဲ့ဒီနေ့ကျတော့စစ်ခွေးတွေရဲ့လှုပ်ရှားမှုတွေကြောင့် အခုအာဆီယံဆိုလို့ရှိရင်သူတို့ရဲ့ဗဒီညင်တွေကိုချုပ်ဖောက်ပြီးမှစစ်ခွေးတွေကိုလိုက်လက်လျောလျောနဲ့ဆက်ဆံလာခဲ့တယ်လို့သူပြောသွားတယ်ဆိုတော့ဒီနဲ့တရုတ်ဒီအကြောင်းကိုပထမအဦးဆုံးပြောမယ်ဒီနဲ့တရုတ်ဒီကဘာကြောင့်မို့စစ်ခွေးတွေကိုအစိုးရအနေနဲ့မတတ်မှတ်ပေမဲ့စစ်ခွေးတွေနဲ့ထဲထဲဝဝင်ဘာကြောင့်ပေါင်းလာခဲ့တယ်လဲဆိုတော့ကို ကြောပြောပြမယ်ခစ်အဆက်ဆက်ကတရုတ်တီကကျတော့မြန်မာနိုင်ငံကြီးမှာရှိနေတော့အစိုးရတွေနဲ့မဟာမိတ်အနေနဲ့ဖွဲ့ပြီးမှနေကြတယ်ဒေါအောင်ဆန်းစုကြည်အုပ်ချုပ်တုန်းကလည်းတရုတ်တီနဲ့အဆက်ဆံမှုရှိခဲ့တယ်ဒါပေမဲ့တရုတ်တီကဒီဆက်ဆံမှုကလွဲရည်ဒီထက်ပိုပြီးမှဘာမှလုပ်လို့မရဘူးဒါပေမဲ့အခုအုံနောက်လုံးဝမရှိတော့ခွေးကျပူလက်ထက်မှာရောက်လာတဲ့အခါမှာသူတို့ကဒီ27 20 ဒီနှစ်ကိုသူကောင်းကောင်းကြည့်လိုက်တယ် standard army လို့ခေါ်တော့စစ်ခွေးတွေကမနေ့တနေ့ကမှလက်နဲ့ကင်လာခဲ့တဲ့ PDF တွေကိုတော့မနိုင်တာတွေကိုတွေ့လာခဲ့တဲ့အခါမှာဒီခွေးတွေဟာလုံးဝအုံအောင်မရှိတဲ့ခွေးတွေဖြစ်တယ်။ဘာအရေးအချင်းမှ မရှိဘူး။ငါကြိုက်တယ်လို့လုပ်လို့ရတယ်ဆိုတဲ့အဥ္စာကိုတရုတ်တီသဘောပေါက်လာတဲ့အခါမှာတရုတ်လူကြီးကနေမှစစ်ခွေးနဲ့နေပြည်တော်မှာလာတွေ့သွားတယ်။နောက်ပိုင်းတော့တရုတ်တီနဲ့စစ်ခွေးတွေက ထိတွေ့မှုတွေများလာတယ်။ ထိတွေ့မှုများလာမှစစ်ခွေးတွေကိုတရုတ်တွေကထောက်ပတ်တယ်ချစ်လို့တော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒါဟာအနုနီးနဲ့မြန်မာနိုင်ငံကိုကျူးကျော်စစ်လုပ်သွားတာဖြစ်တယ်တရုတ်တွေတိုက်ဆရာမလို့ဘူးတရုတ်တွေမတိုက်ဘဲနဲ့ကျူးကျော်စစ်လုပ်လိုက်တယ်တဆယ်နှစ်ဆက်ခွန်မှာ MNDAA ဒီကိုတရုတ်တွေအကုန်ထောက်ပတ်လိုက်တယ်ရှမ်းမြောက်ကုန်းခါနီးလောက်ရသွားတယ်ဟုတ်ပြီ ငါရစီမံကိန်းပြီးသွားပြီဆိုတဲ့အချိန်မှာ MNDAA ဒီကိုစစ်ခွေးတွေနဲ့အပြစ်ခရက်ခိုင်းလိုက်တယ်အပြစ်ခရက်ပြီးပြီဆိုလို့ရှိရင်တော့လာရှိုအထိ MNDAA ဒီရှိတာဖြစ်တဲ့အတွက်ကြောင့် MNDAA ဒီကိုအကြက်ကင်ပြီးမှနင်းတို့လာရှိုကိုပေးလိုက် 地是亏的个，别让我奶奶给我带路来内忙跑步。我本来的时候说，我个作也得得弄多，结束前批多嘛。我个下面个这一些文奶奶、太奶奶，下面话我也来会天嘛。细奶奶、比那奶给我批多笔，说了，包山庙内退有的个，内就就来的。他讲退有的内台内内家退有比内得少的，我的。我说老说嘞，得休的也是个，得说得，你说你呗。啊，譬如说皮我，没说没骗你的，一车嘛。 ဝါဒီကိုလည်းကိုပိုင်အုပ်ချုပ်ရေးပေးလိုက်တယ်။ဒါကြောင့်မို့ပဲဘေသူကမှဝါဒီနေရာမှာပဲဖြစ် MNDAA နေရာမှာပဲဖြစ်ဖြစ်ကျတော့မြန်မာနိုင်ငံရဲ့မတ်ပုံတင်နေတုံးလို့မရဘူး။လုံးဝအကျိုးမဝင်ဘူး။ဘာကြောင့်လဲဆိုတော့ဒါဟာတရုတ်နိုင်ငံဖြစ်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်။နော်။လာရှိုးကိုစစ်ခွေးတွေကိုပေးလိုက်ခဲ့တဲ့အခါမှာဘာပြောလဲ။အခြေအနေကိုစောင့်ကြည့်ဖို့ရအတွက်တရုတ်ယုံဖွင့်မယ်လို့ပြောလိုက်တယ်။စစ်ခွေးတွေဘာပြောလဲ။ Okay ။ ဆိုတော့မြန်မာနိုင်ငံမှာတရုတ်ယုံဖွင့်ရအောင်ဒီချက်မြောက်ကတရုတ်ပြည်နေမဟုတ်ဘူးလေတရုတ်တန်ယုံကလွဲရင်ကျတော့မြန်မာနိုင်ငံမှာဒီလိုမျိုးလားဖွင့်စရာအကြောင်းမရှိဘူးတရုတ်ဒီရဲ့ယုံကိုလားဖွင့်ခိုင်းလိုက်တယ်ဒါကြောင့်မို့ဒီတရုတ်ဒီဟာအုံနောက်မရှိတဲ့သူဒီနဲ့ပေါင်းချင်းအဖြစ်ကဘာပေါ်မှာတရုတ်ဒီကမြန်မာနိုင်ငံကိုနေချဲ့ပါတယ်အခုရုရှားဒီယူကရိန်းကိုနေချဲ့တယ်လို့မမြင်ဘဲနဲ့ သူ့ရဲ့ let out ဂျိုနေဖြတ်တဲ့စစ်ခွေးတွေကိုကင်လိုက်ခြင်းအပြင်သူဟာအလိုအလျောက်မြန်မာနိုင်ငံကိုနေမြေကျူးကျော်သွားတာဖြစ်တယ်။ဒါကြောင့်မြန်မာနိုင်ငံကိုတရုတ်လက်ထက်မှာဖိအောင်လိုက်တာဟာစစ်ခွေးကြောင့်ဖြစ်တယ်။စစ်ခွေးတွေကိုအထင်ကြီးလို့လည်းမဟုတ်ဘူးစစ်ခွေးတွေကိုကြိုက်လို့လည်းမဟုတ်ဘူး။ဒါပေမဲ့အနုနီးနဲ့သူတို့တိုက်ဆရာမလို့ပဲနဲ့ကဘာမှလည်းတရုတ်တွေကမြန်မာနိုင်ငံကို ကျူးကျော်စစ်လုပ်တယ်ဆိုတဲ့ဥစ္စာလုံးဝအမြင်မထွက်အောင် တယုတ်ဒီကသူ့ရဲ့လူအဖြစ်စစ်ခွေးတွေကိုအသုံးပြုခြင်းအဖြစ်နေမည်ကျူးကျော်လာတာဖြစ်တယ်ဆိုတော့ကိုပြောပြခြင်းတယ်။ဒါကြောင့်မို့ပဲတယုတ်ဒီကစစ်ခွေးတွေနဲ့ပေါင်းလာတာနော်နင်းတို့ကိုအချင်းကြည့်လို့မဟုတ်ဘူးနင်းတို့လိုမျိုးဝါတောင်မရှိတဲ့သူဒီကိုကပတ်ထိတ်တီးဒီကနင်းတို့နဲ့ပေါင်းဆရာမလို့ဘူး နော်နင်တို့အုံအောင်မရှိလို့ဒီနဲ့ချက်မြောက်ပါသွားတယ်ဒါပေမဲ့ဒီချက်မြောက်ကိုနင်တို့စစ်ခွေးတွေပိုင်တဲ့နေရာမဟုတ်ဘူးမြန်မာနိုင်ငံသားတွေပိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်နင်တို့ပေးလိုက်နေတဲ့ချင်းချင်းကြကျွန်တော်ပြန်ယူမဲ့ပြည်နေဖြစ်တယ်ဆိုတော့လည်းမမေ့ကြပါနဲ့လို့ပြောချင်တယ်ပြီးလို့ရှိရင်အခုဒီထဲမှာနော်ဟိုကေပြောသွားတာကဒီနဲ့စစ်ခွေးတွေဘာလုပ်နေတယ်လဲဆိုတာကို မြင်အောင်ကြည့်တတ်ဖို့လိုတယ်လို့ပြောတဲ့ကမှာဒါပဲကျွန်တော်မြင်တာက ပြီးနောက်တစ်ခုကစစ်ခွေးတွေကအရင်တော့အစ်စ်ရှုံးသွားတယ်2023နဲ့24 25မှာကျတော့စစ်ခွေးတွေကအလကားနဲ့လေးရတယ်တိုက်လို့လေးရတယ်လို့ပြောတယ်တကယ်ပဲနင့်တို့ရဲ့အစွမ်းအစနဲ့ရရှိခဲ့တဲ့မြို့တစ်မြို့ကိုပြကြည့်ပါနင်တို့ပြောလိမ့်မယ်။နောင်ချိုးကိုငိုတို့တိုက်လို့ရတယ်လို့ပြောလိမ့်မယ်။နင်တို့အစွမ်းစားတဲ့တိုက်တုံးကတနစ်ကျော်ခဲ့တယ်။ဒါပေမဲ့တရုတ်ဒီကဝါဒီကိုလက်နက်တွေပိတ်ပင်ခဲ့လိုက်တယ်။ ဘဒူးနဲ့မှဆက်သွယ်လို့မရအောင် isolate လုပ်လိုက်တဲ့အတွက်ကြောင့် TNLD ဆော့ခွာပေးလိုက်ရတယ်။တရုတ်အားမပါဘဲနဲ့နင်တို့ဘေးမြို့တယွာကောမှမရဘူး။အာရှလန်စောချစ်သူကြောင့်ရသွားတယ်။ဘေးနေရာမှာမှနင်တို့ခွေးတွေရဲ့အရေချင်းနဲ့ရသွားတဲ့မြို့ရွာတခုမှမရှိဘူး။ဒါကြောင့်အထင်ကြီးစရာမလိုဘူး။ဒါပဲငါတို့မြင်တာလဲ။ဒီနေ့ကျွန်တော်တို့တော်လိုင်းရဲဒီ subscriber များလို့ ပြီးသူတွေကို24နိုင်ရအပြောအနေနဲ့ပဲပြောပြနေတာမဟုတ်ဘူးအမှန်တရားကိုချပြနေတာခဏတော့ကကျွန်မပြောတော့နိုင်ငံတကာမှာနင့်တို့စစ်ခွေးတွေကိုထောက်ခံတဲ့သူတွေရှိတယ်နိုင်ငံတကာမှာနင့်တို့စစ်ခွေးတွေရဲ့တန်ယုံတွေရှိတယ်ဘယ်နေရာကတန်ယုံကများဒီနေ့ကျွန်တော်တော်လန်ရဲဒီကိုအရေးယူနိုင်တဲ့နေရာရှိတယ်လဲနင်းတို့ရဲ့စကားဘယ်လူကနားထောင်တယ်လဲခွေးစကားလူတွေဘယ်တော့မှနားမထောင်ဘူးဆိုတာကိုမြင်းမြင်းမှတ်ထားပါနော်အရှိတောင်အချနိုင်ငံတွေလဲစစ်ခွေးတွေရဲ့ စ조사မှုတွေကိုမြင်လာတဲ့ခါကျတော့အခုအာဆီယံနေလဲအာဆီယံရဲ့ဗတိညင်ကိုတောင်မှချိုးဖောက်ပြီးတော့စစ်ခွေးတွေကိုခက်ခက်ရရဆက်ဆံလာတယ်ပေါ့နော်ဒါပေါ်ကြရဲအာဆီယံကနေမှဒီနေ့ဒီအချိန်ထိစစ်ခွေးတွေကို bad comments တွေမရေဘူးလို့ပြောတယ်။ဒီဆိုလို့ရှင်ဘာကြောင့်မို့စစ်ခွေးတွေရဲ့ရွေးကောက်ပွဲကိုမထောက်ခံဘူးလို့ဘာကြောင့်ပြောကြတယ်လဲ။ဒီဆိုလို့ရှင်ဘာကြောင့်မို့စစ်ခွေးတွေကိုအာဆီယံထဲမှာမခေါ်တာလဲ။သူတို့ရဲ့ဒီပြည်ညင်တောင်မှချိုးဖောက်ပြီးမ စစ်ခွေးတွေနဲ့ပနာလာတယ်ဆိုလို့ရှိရင်ဘာကြောင့်နင်တို့ကအာဆီယံထဲမှာဆက်လက်ပြီးတော့ပိတ်ပင်သွားမယ်လို့ဘာကြောင့်ထုတ်ပြန်ထားတယ်လဲမသိဘူးလားတရုတ်ဒီဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံနဲ့ဆက်ဆက်တာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံရဲ့မြေပြင်အခြေအနေကိုသိတဲ့အတွက်ကြောင့်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုလှုပ်လာခဲ့ကြတယ်ဒါပေမဲ့ USD ဆိုတာဟာမြန်မာနိုင်ငံရဲ့မြေပြင်ကိုမသိဘူး ဒါကြောင့်မို့မြန်မာနိုင်ငံကိုငြိမ်းချမ်းရေးမရစေချင်ဘူး။ဘာကြောင့်လဲဆိုတော့အခုဒေါက်တာစောဝေစုတို့ဒေါ်စင်မာအောင်တို့ရဲ့ပြောကြားချက်ကိုပဲတို့ကနားယောင်တယ်လို့ပြောတယ်။ USD ကဘာမှမသိဘဲနဲ့သူများပြောတဲ့စကားကိုပဲနားထောင်တဲ့နင့်တို့လိုမျိုးအုံအောင်မရှိတဲ့သူများထင်နေသလား။ကဘာပေါ်မှာနိုင်ငံပေါက်တလောက်များတယ်။ဘာကြောင့်မို့ US ကကဘာပေါ်မှာထိတ်ဖြစ်နေတာလဲ။အုံအောင်မရှိလို့လား။နင်းတို့ခွေးတွေလို့မစင်းစားတတ်လို့လား။ စဉ်းစားပြီးတော့ပြောမြန်မာနိုင်ငံရဲ့မနေ့တနေ့ကမှလက်နက်ကင်လာတဲ့ PDF တွေရဲ့ခြေတောက်ထဲမှာပြပြဝတ်နေတဲ့နင်းတို့ကများမတ်ပြီလားမတ်ပြီလားလို့ပြောနေရအောင်နင်းတို့မရှက်ဘူးလားမြင်တတ်အောင်ကြည့်ပါလို့ပြောတဲ့ခါမှာနင်းတို့ကိုထဲထဲဝုံဝုံကိုညီနေတယ်ဆိုတော့တရုတ်ဒီရုရှားဒီတောင်မှနင်းတို့ကိုအစိုးရလို့သတ်မှတ်ထားသလား နင်တို့ကိုနင်တို့ကတော့အစိုးရလို့ဟောင်နေကြတာပဲဒါပေမဲ့နင်တို့ကိုအစိုးရလို့တတ်မှတ်သလားစဉ်းစားကြည့်ကြပါလို့ပဲပြောချင်တယ်เนาะဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့လည်းဗီဒီယိုတူတူလေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်အောင်เนาะလာရှုကိုကန့်နေဝင်တော့อาร์ซีเอสเอสကဘာမှမပြောဘူးเนาะဥရစစ်ကြီးอ่ะ TNL ဝင်တဲ့တိဘောတို့ကြောင်မဲတို့လည်းနောင်ချိုးတို့တော့လည်းဥရစစ်ကြီးကဘာမှမပြောဘူးเนาะဘာမှမပြောဘူးကြည့်ရတာအဲ့ညာရဲ့ရှမ်းပြည်မဟုတ်ဘူးထင်တယ်เนาะတခါကြရင်သူတို့တွေရဲ့ဟိုရင်းနေဆန္ဒလေးတွေอ่ะ အညိုအတိအာဃာရအမုန်းတရားလူမျိုးရေးအစိုးရတဲ့ဝါရလေးတွေကတစ်ချက်တစ်ချက်မှထွက်ထွက်လာတယ်ပြီးတော့သူကရှမ်းပြည်ကတခြားတိုင်းသားတွေပိုင်ဖြစ်သွားရေပေါ့ဗျာရှမ်းပြည်တိုင်းသားတွေဘဝတွေနေကြမှာကမျက်နှာငယ်ပြီးတော့အခြားနေရာတိုက်ပြည်ထံမှာသွားရောက်ခိုးလုံနေတိုင်းစားတော့ဖြစ်ပါတယ်တဲ့သူကရှမ်းပြည်ကိုသူတော်တော်ချစ်တဲ့ပုံစံမျိုးနဲ့သူအကြီးကျယ်ပြောသွားတာတွေ့ရတယ်ဆိုတော့ဥရစစ်ကိုကြုံတဲ့ခါကျရင်ကြုံမျိုးမရပြောတယ်လို့ဥရစစ်ကိုရှမ်းပြည်ကိုအဲ့လောက်ချစ်နေရင်အခုလာရှုံးမှာ24ရက်နေ့နိုဝင်ဘာမှာတက်ကတူဖွင့်ပွဲရှိတယ်ကိုယ်တိုင်သွားတက်ပြီးတော့ အဲ့နာမပတ်လည်းမရှိဘူးကိုကနေမောင်းထုတ်ပေးပါလားဥယျာစစ်ကတော့ချန်ပီယံနဲ့နစ်တစ်ကိုတဲ့နဲ့မှာချမ်းတွေကိုပြောတဲ့စကားဖြစ်တယ်ချမ်းပီယံကိုကာကွယ်ဖို့ရတဲ့ချမ်းပီယံကိုချစ်ဖို့ရတဲ့တကယ်လို့ဒါကိုကကုပီနေဒီကိုမချစ်ဘူးကုလူမျိုးမချစ်ဘူးကိုကတနေရသွားမယ်သူများတွေကကိုကိုအထင်သေးတာမျိုးတွေလုတ်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုဥယျာစစ်ကနေပြောသွားတယ်ဒါကို statement ဂျန်နဲ့1500နဲ့1000လောက်ရောင်းပြီးမှသမင်းစားနေတဲ့ခွေးက ဥယျာဉ်စစ်ကိုပြောလိုက်ပါကျော်မျိုးမင်းပြောတယ်လို့တဲ့စကားမာလိုက်သေးတယ်အဲ့လောက်ကြီးပြောချင်တယ်ဆိုလို့ရှိရင်ဥယျာဉ်စစ်ကိုကိုယ်တိုင်သွားပြောလေတတိရှိတယ်ဆိုလို့ရှိရင်အရေးချင်းရှိတယ်ဆိုလို့ရှိရင်နိုဝင်ဘာ24ဆိုတဲ့တနင်္လာနေ့မှာလာရှိုးကတက်ကရိုဖွင့်ပွဲလုပ်မှာလွန်ခဲ့တဲ့လလောက်ကတည်းက MNDAA နဲ့စစ်ခွေးတွေကဆွေးနွေးပွဲအကြိမ်ကြိမ်လုပ်ခဲ့တယ်။ဒါပါလေဆိုတော့အခုဒီလရှိုးရဲ့အပြင်မှာရှိနေသော MNDAA ရဲ့တပ်တွေကိုဆုတ်ခွာခိုင်းချင်တယ် စ်ခွေးဒီနဲ့ MNDA ဒီတယုတ်မှာအပြစ်ခရက်ဆဲသဘောတူညီချက်ယူတော့က PDF ဒီရဲ့ချက်ဖွာအောက်မှာဝုတ်နေတော့ဘဒူကိုမတိုက်လို့မရတော့စစ်ရှုံးစစ်ခွေးဒီကိုလက်ရှုပ်ကို ပေးလိုက်ဒါပေမဲ့လက်ရှုပ်အပြင်မှာတော့နင်းတို့ရထားတဲ့နေရာဒီမှာနင်းတို့နေလို့ရတယ်ဆိုပြီးမှတယုတ်ဒီကဒီလိုစီရင်ပေးလိုက်တယ်ဒါကြောင့်မို့ ဒီ last show မှာခွေးတွေဝင်နိုင်ပေမဲ့ last show အပြင်မှာက MNDAA တွေရှိကြတယ်။ဒါပေမဲ့စစ်ခွေးတွေကတော့မလုံခြုံဘူး။ဒါကြောင့်မို့အခု၃ရက်ဆက်တက်ရှိပြီ။ဒီမူဇယ်မှာစစ်ခွေးတွေ helicopter နဲ့စစ်ခွေးအင်အားတွေအများကြီးပြန်မတိုးချဲ့နေတယ်။ဘာကြောင့်တိုးချဲ့လဲဆိုတော့တကယ်လို့များတက္ကသိုလ်ဖွင့်ပွဲကိုလာချင်လဲလာမှာပေါ့ကွာ။အဲ့လိုမျိုးဖြစ်တဲ့အခါမှာ MNDAA တွေတခုခုတာလောက်ခဲ့ရင်ဆိုမှ လုံခြုံရေးအနေနဲ့ယူထားတာလည်းဖြစ်နိုင်တယ်ဆိုတော့အခုစစ်ခွေးတွေကလမ်းလျှောက်အပြင်မှာရှိနေတဲ့ MNDAAD ရဲ့တပ်တွေကိုဆုတ်ခွာခိုင်းစေချင်တယ်ဒါမဲ့စစ်ခွေးတွေညှိလို့မရဘူးဒါကြောင့်ဥယျာဉ်စစ်ကိုငါဒီလိုပြောလိုက်လို့ရှင်တော့ဥယျာဉ်စစ်ကမခံချင်စိတ်နဲ့များမောင်းထုတ်မလားပေါ့နော် MNDAAD လမ်းလျှောက်ကိုရောက်လာတာဘာလို့ကြောင့်လဲခွေးယူပြန်လို့မဟုတ်ဘူးလားခွေးတပူကနေမှ ခွေးယူပြန်လို့ထွက်လာတဲ့အမြုပ်ကိုစားပြီးမှခွေးချပူရဲ့အောက်မှာဟောင်းနေတော့နင်းတို့ဒီကြောင့်ဒီနဲ့မြန်မာနိုင်ငံဒီလိုစုပ်ပြတ်တတ်သွားရတာဖြစ်တယ်။ပြလို့ရှိရင်လာရှိုးဟာအရှမ်းပြည်နယ်ဖြစ်တဲ့အတွက်ကြောင့်ဒီ MNDAAD လာရှိုးကိုလာတိုက်တော့ကဘာကြောင့်မို့ MNDAAD ကိုနင်းတို့ဘာမှမပြောတယ်လေ။ဒီ TNLD ကဒီဘော်ဒီကြောက်မဲဒီကိုတိန်းတော့ကနေတဲ့အချိန်မှာနင်းတို့ဘာကြောင့်မို့မမောင်းထုတ်တယ်လို့ပြောတယ်။ MNDAAD ကတော့ တရုတ်တိတံဖြစ်တယ်မပြောချင်ဘူးပလောင်နေဆိုတာဟာလူနေတွေဖြစ်စေပလောင်ဆိုတာဟာရှမ်းပြည်နယ်မှာဟိုးဘိုးဘဲကနေမှာရှမ်းပြည်နယ်မှာနေထိုင်တဲ့လူတွေဖြစ်တယ်ဒါကြောင့်မို့ဒီရှမ်းပြည်နယ်ကို ပေးချင်ရင်ပလောင်လက်ထဲမှာပဲပေးမှာပေါ့နင်တို့ခွေးတွေလက်ထဲမှာဘာကြောင့်ပေးမှာလဲခွေးတွေနဲ့ဆိုင်တာမဟုတ်ဘူးဆိုတော့ဒီ last show ဘက်ကို TNLD ပဲဖြစ်ဖြစ် MNDAAD ပဲဖြစ်ဖြစ်ရောက်လာချင်းရဲ့အဓိကအကြောင်းရင်းတာနင်တို့ခွေးတွေကြောင့်ဖြစ်တယ် နင်းတို့ခွေးတွေတာအာနာမယူခဲ့ရင် MNDAA ဆိုတဲ့စစ်တပ်တွေ TNLD ဒီလာရှိုတီရောက်လာစရာအကြောင်းရှိဘူးဒီနေ့မြန်မာနိုင်ငံကိုအစိတ်စိတ်အမွာမွာလုပ်နေတာနင်းတို့ခွေးတွေဖြစ်တယ်ဆိုတော့ဒီနေ့ဥယျာဉ်စစ်ကို MNDAA တွေကိုနောက်ဆုတ်ခိုင်းလိုက်ပါလားလို့ပြောတဲ့ခါမှာနင်းတို့ဆုတ်ခိုင်းလိုက်လေနော်တရုတ်ဒီစီမှာတော့ပြောတာတော့နင်းတို့မရဘူးမဟုတ်ဘူးလား နင်းတို့တော်လရဲတွေအခြေဖွားအောက်မှာနေတာဖြစ်တဲ့အတွက်ကြောင့်နင်းတို့ကိုဒီလာရှိုးကိုပေးတယ်ဆိုတာဟာတယုတ်ဒီဒီလာရှိုးအထိကြိုက်တယ်လို့တွားလို့ရအောင်နင်းတို့ခွေးတွေကိုကြိုက်တယ်လို့အသုံးပြုလို့ရအောင်နင်းတို့ကိုလာရှိုးကိုပြန်ပေးတယ်ဘယ်တော့မှမမဲနဲ့နော်ဒါကြောင့်ကျန်တဲ့နေရာမှာသူတို့လူမျိုးတွေကိုပဲဆက်လက်ပြီးတော့အုပ်ချုပ်ခိုင်းမှာပဲဘယ်တော့မှမောင်းထုတ်မှာမဟုတ်ဘူးအခုဦးရဲစစ်ကိုမာမဲ့အစားကိုကိုကိုစဉ်းစားကြည့်ပါ ငါပြောတဲ့စကားကမှန်သလားဦးရဲစစ်ကိုပြောခိုင်းရတော့အောင်ချမ်းပြည်နယ်ကိုမွေချင်တိုင်းမွေလှုပ်ချင်တိုင်းလို့ဖဲ့ချင်တိုင်းဖဲ့နေတာဟာဘယ်ခွေးလဲဆိုတာကို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 စဉ်းစားကြည့်ကြပါเนาะတိတ်မပြောချင်ဘူးပြီးကျွန်တော်ရဲ့ channel ကိုကြိုက်နှစ်သက်ကြရဲဆိုရင်လဲ like and subscribe ကိုပြခဲ့ကြပါ